ကရင်တစ်ခုကလူနှစ်ယောက်အိပ်ဖို့အတွက်ကျေလွန်းနေပါတယ်။ဘာလို့ဆိုတခါမှမောင်းကိုကြောပြပြီးမအိပ်ခဲ့ဘူးလေကျွန်တော်။ဒီနေ့တော့ကြောပြခဲ့မိပါတယ်။မအိပ်သေးဘူးလား။ကြောဘက်ကနေထွက်လာတဲ့မောင်းရဲ့အတန်းကျွန်တော်ကိုလီတုံ့တက်သွားမိစေပါတယ်။မောင်းမအိပ်သေးပါလား။ကျွန်တော်ခနာကူဖြည်းဖြည်းချင်းလှဲ့မိတော့မောင်က မင်းနှချင်းဆိုင်ရေဝန်းတစ်ခုမှရှိနေပါတယ်။အော်မောင်ကျော်ပြီကိုမမြင်ရတော့လို့ကြည်နေပါတယ်။အင်းကျွန်တော်တခွန်းနဲ့သာပြောလိုက်မိပါတယ်။ပြီးတော့မျက်လုံးတွေကိုမှိတ်ဖို့ပြင်လိုက်ပါတယ်။နောက်ဆုံးတော့ကျွန်တော်တို့တယောက်ကိုတယောက်မင်းနှချင်းဆိုင်အိတ်နေနိုင်ခဲ့ပါပြီ။မဲလက်ပေးဟမ် ဖန်ခွဲရှာထားတယ်လက်မောင်ရဲ့ဒုတိယစကားအဆုံးမှာပလတ်စတာနှစ်ခုရဲ့ကတ်ထားတဲ့လက်ဖွာလေးကိုမောင်လှမ်းပြမိလိုက်ပါတယ်ဆေးလိမ်ထားသေးလားတိတ်မချီးပါဘူးကျွန်တော်ရဲ့စကားအဆုံးမှာမောင်ကထက်မှန်ပြီးတော့တောက်ခေါက်လိုက်ပြန်ပါတယ်ငါ့ကိုမကြည့်နဲ့တိုင်းတောက်ခေါက်နေကြလားမောင်ထအခုထ မောင်ငါ့ကိုမောင်းမထုတ်ပါနဲ့မောင်ရဲ့ချက်ချင်းမို့ငါအခန်းပြောင်းဖို့အဆင်မပြေလို့ပါမနဲ့ကြမှာပဲမင်းဘာတွေပြောနေတာလဲငါတန်ရာကိုယွန်လို့အခန်းပြင်ထွက်ရခိုင်းတာမဟုတ်လားမောင်တပင်းတစ်ခုသာတီတို့ချမိလိုက်ပါတယ်မောင်ကငါအသွေးသားတွေကိုယွန်အောင်ဖြစ်เสียလား အခုငါပြောချင်တာကမင်းတဲ့ရအောင်ဆေးတဲ့ခိုင်မလို့ဆေးမထည့်ပဲအနာဂတ်ဘလတ်စတာနှစ်ခုနဲ့ပြီးသွားရအောင်မင်းကိုမင်းလူဆောင်ကောင်းများထင်နေလားမောင်ရဲ့ဂေယုနာတန်တစုံတစားတွေအောင်ပျော်ရွှင်ရခြင်းရလေအတိုင်းမသိအောင်ပါပဲမောင်ကအခုချိန်ထိကျွန်တော်ရဲ့လက်တွေကိုကင်ထားသေးပါမကြာခင်မှာတော့ပိုးသက်စီနဲ့အနာကျက်စီတွေပြီးတော့မောင်ကိုယ်တိုင်ဖန်တီးရဲ့ မင်းကြီးမညာပတ္တိစာတွေလက်ဖွားထမအနာကပ်ပလတ်စတာတွေအစားနေရာယူထားပါတယ်ရပြီနောက်ဆိုမစင်မခြင်းမလုံနဲ့ငါပြောနေတာကြားလားဟုတ်ဟုတ်မောင်ပြန်ဖြင်ပြီးတော့မောင်ကဘီတစ်ဖက်ကိုလှည့်သွားပြီးကျွန်တော်ကိုကြောပြီးထားလိုက်ပါတယ်ပြီးတော့မောင်စီကနေအတန်တိုးဖွားဖွားလေးထွက်လာခဲ့ပါတယ် မျက်နှာငါတကယ်ကိုမတော်တဆဖြစ်တာပါ။ဟန်ဝဲကိုငါတမင်လုပ်ခဲ့တာမဟုတ်ဘူး။မောင်ရဲ့စကားတန်အဆုံးမနှလုံးသားတစ်စုံလုံးတသိမ့်သိမ့်တုံ့ပြန်ပါလေ။မောင်ရဲ့ကြောပြင်းကိုချီးရင်ပြုံးမိလိုက်ပါလေ။မောင်ရဲ့ဒီလိုသာဂယုဆိုင်ခံရရင်ဟန်ဝဲရှာရုံမကားလို့လက်တစ်ဖက်လုံးပြတ်သွားလေဖြစ်ပါလေ။ဘာလို့ဆို ငါအချစ်ခံရင်နေမောင်။မောင်ပြူစားလုံးပါတယ်။အနာပေးလိုက်၊စီးပေးလိုက်နေဖို့။ညနေဆောင်တစ်ခုရဲ့ထမင်းစပွဲဝိုင်းဟာတိတ်ဆိတ်နေခဲ့ပါတယ်။မောင်ရဲ့အားလည်းရဖြစ်တယ်လို့ဦးရဲ့အားလည်းရလည်းဖြစ်တော်မူ။ထမင်းအတူတူစားခြင်းဟာစိတ်ချောက်ချားပွဲရပါ။ထမင်းဝိုင်းရဲ့အစွန်မှာဦး မင်းနဲ့ချင်းဆိုင်မှာကျွန်တော်ပြီးတော့မောင်ဇွန်းနံခွက်တန်တော်မကြားရအောင်တိတ်ဆိတ်နေပါတယ်ကြီးရဲ့သူဦးချဖို့ရာအစင်လာတစ်ခုမှာတော့ဟင်းနေကိုဦးရဲ့ထမင်းပကံပေါ်ပုံချမျိုးမောင်ရဲ့ခတ်မှမှာမြင်နေထားဘူးကြောက်ရပြန်ပါတယ်ဦးစားနော်အမသာပြီးတော့ မောင်းပကန်စီလက်လန်းပြီးဥချမယ်လို့တော့မောင်းဥချမယ်နော်မောင်းကဘာမှပြောမလာပါဘူးပုံလိုက်တဲ့ကြက်သားတုံးလေးကိုအပြစ်မဲ့စွာလေးမောင်းကဇွန်းနဲ့ပြန်ယူရင်းစပွေးပြီးကမိုက်ပုံးဒီလေးစီကိုပြစ်ချလိုက်ပါတယ်ငါထိထားလို့များမစားချင်သလားမောင်းရဲ့ဝမ်းနေစွာနဲ့မောင်းရဲ့အပြုတ်မှုတွေကိုကြည့် တပြင်းခူးချမိလိုက်ပါတယ်။ထမင်းဖြူဖြူသာစားရင်ရေနဲ့မျောချမိရဲ့။ချိန်မက်တည်းလေအောင့်လိုပါမောင်ရဲ့။ဒါဟင်းသက်စားလေ။ဟုတ်။ဦးကတော့ထမင်းကိုရေနဲ့မျောချနေတဲ့ကျွန်တော်ကိုဘယ်အချိန်ကလေးကတတိထားမိလဲမသိပါဘူး။ပကံလေးကိုဟင်းနေခတ်ထည့်လာပြီးခဲ့ပါတယ်။အဲ့ဒီမှာပဲပြဿနာတွေဆက်ခဲ့ပါတယ်။ မောင်းရဲ့တောက်ခေါက်တန်ကထမင်းဝိုင်းမှာဆူညံသွားတာမို့ကျွန်တော်လက်တွေတုံ့ပြန်ပြီးဇွန်းအောင်လွတ်ကျသွားပါတယ်။ကျက်ကျွန်တော်ကျွန်တော်ဖိုက်ဝပြီ။ဟမ်။ဘာမှလည်းမစားသေးပဲနဲ့တားရင်ဥရဲ့အမေကိုအာနာပါနာတုံ့ပြန်ရင်းနဲ့အဖို့ဒက်စီကိုတက်လာခဲ့ပါတယ်။ထမင်းနဲ့လို့ပဲစားပြီးဗိုက်ပြေးအောင်ငါလူစမ်းကောင်းမှမဟုတ်ပဲမောင်။ဒါပေမဲ့ ငါအတွက်ညစာတနေမစားလို့ဘာမှမဖြစ်ပါဘူးပတ်စံမရှိလို့ရေတောက်ပိုင်းမောက်ပြီးလမ်းစုံလမ်းကွာတွေမှာအဖေစင်းစင်းကြံဖို့လိုက်ရှာခဲ့ရတဲ့နေ့ရင်းနဲ့နေသားကြနေခဲ့တာမို့မကြခင်မှာတော့မောင်ကဘန်တစ်ချက်နဲ့အတူဝင်လာခဲ့ပါတယ်တေးကြပါတယ်ကျွန်တော်ထင်တာမမှားရင်အဲ့ဒီဘန်းငယ်လေးကထမင်းနဲ့ဟင်းဖြစ်ပါလိမ့်မယ် ပြီးတော့မောင်ဟာထမင်းဟင်းတွေကိုခုံပူလေးပေါ်နေရာချပေးပြီးကျွန်တော်ကိုထိုင်ခိုင်းလိုက်ပါတယ်။မောင်ရဲ့အပြုအမူတွေကိုဒါလိုက်ကြည့်နေတဲ့ကျွန်တော်စားစရာတွေကိုပါလိုက်မကြည့်နိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။ဘာကြည့်နေရလဲ။မင်းထမင်းမစားရသေးဘူးမလား။စားလေ။ငါမစားပါဘူးမောင်။ ။ညင်းတဲ့အဆုံးမှာတော့မောင်ရဲ့တည်ကြည်တဲ့မျက်နှာထားခတ်မှမှဖြစ်လာသလိုဂရင်ဘေးကတန်းကိုဝုန်းခနဲ့ထုလိုက်တာမို့လန့်သွားခဲ့ရပါတယ်။ထမင်းကောင်အောင်စားတော်မူတာငါအကြောင်းသိတယ်မလား။မောင်ရဲ့မာကျောတဲ့မျက်နှာဘေးကကြောက်သားတယ်လို့ပါပဲ။ဘာမှမပြောရတာမို့ထမင်းဖြူဖြူရေလေပဲမျောချလိုက်ပါတယ်။ဟင်းထဲစားလေအလားကြီးကိုခြံထားလား။ မောင်းရဲ့ဟောက်တန်တစ်ချက်မှာလက်ကနေကင်ထားတဲ့ဇွန်လေးကဟင်းပကံရှိအောင်ဥတီမိလိုက်ပါတယ်။အနည်းဆုံးတော့မောင်မောင်ကိုဂယူးဆိုင်သေးတာပဲ။ဒါပေမဲ့ဟင်းခွက်စီရောက်မိတဲ့မျိုးလုံးတွေကပြတ်တက်သွားခဲ့ရပါတယ်။မောင်တမင်များလှုပ်ထားတာလား၊တတိမရတာလားလို့မပြောချင်တော့ပါဘူး။မောင်နဲ့လက်မထက်ခင်ချစ်သူတန်တန်းတစ်ခုမှာငါ အစုံနဲ့မတည့်ခဲ့တာမောင်မိခဲ့တာလားမောင်ကအလေးမှမထားပဲလေစားလေအစိမ်မန်းတည်ပေမဲ့အလားဆုံးပြုံးပြီးဂရင်းဝါကိုပိုးလိုက်မိပါတယ်ဘာဖြစ်လာမလဲဆိုတော့ကြိုတိနေပြီမယ်ပေါ့ပစုံဟင်းကွက်ငယ်လေးကတော့လာပါလာချင်းချင်းနေခံစားဖို့လာစားလေပါလို့ဖိတ်ခေါ်နေတယ်လို့ပါပဲ အစာအိမ်ထဲကိုဥတီသွားတဲ့မောင်ရဲ့စေတနာတွေကမကြခင်မှာပဲအသက်ရှူမအောင်ရှင်ဘက်တွေအောင့်လာမယ်အဖူအပိတ်နေနဲ့ရှားရန်လာပြီးငါလဲကျသွားနိုင်တဲ့အထိအစိတ်ရှိခဲ့ပါလိမ့်မယ်ဒါပေမဲ့မောင်ရဲ့စေတနာကိုတော့မငင်းနိုင်ခဲ့ပါဘူးနောက်ဆုံးထမင်းလက်ကျန်တလုတ်အထိမောင်ကငေးကြည့်နေပါတယ် အကြောင်းပြချက်ကတော့ထမင်းမစားဘဲနေမှာစိုးလို့လေလေငါဆူတောင်းပါတယ်မောင်တကယ်မမတ်မိတာပဲဖြစ်ပါစေလို့ပြောင်းရှင်းသွားတဲ့ပကံအချိုးကငါကိုယ်တိုင်ကြည်ကြည်ပြူပြူဝါမျိုးပဲတဲ့အစိတ်ပမာဏကိုပြနေပါတယ်တော်ရဲမောင်ရဲ့အထက်စီးဆန်တဲ့ချီကျူးတန်ရဲ့အဆုံးမှာတော့ ငါရဲ့စိုးရင်စိတ်တွေအကုန်ပျောက်ခဲ့ရတယ်မော်။အိုးအသက်ရှူချက်ပြီးတစ်ခုလုံးရားရင်လာရင်လေရေချိုးခန်းထဲမှာမောင်မတိအောင်စီးတောက်ပြီးတိတ်တိတ်လေးနေုံပေါ်မောင်ရဲ့မကြခင်မှာပဲအစွမ်းပြလာခဲ့တဲ့မောင်ရဲ့စေတနာတွေကအသက်ရှူဖို့ခက်ခဲလာသလိုတစ်ခုလုံးရားရင်လာတော့မို့စောင့်နေကြစီးတွေကိုရေမပါဘဲနဲ့ကြိုက်ချင်မိလိုက်ပါတယ် ခြေတံကိုတိုးစီဘူးလို့ခဖဖွားလျှောက်ပြီးရေချိုးခန်းလေးကိုဥတီလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့မောင်လို့ပါမှဆိုးလို့ပါ။အဲ့ဒီနောက်မှာတော့ရေချိုးခန်းတကားကိုပိတ်ပြီးတောင်းတနေရာကိုထိုင်ကကျေဒီအချူဘိုက်အောင်အထိချုပ်ပြီးအတက်ရှူဖို့ကြိုးစားရပါတော့တယ်။လက်ပေါ်ကအဖူးပိတ်နေရလဲလှပနေပါတယ်။ ငါငင်းလို့ရပါရဲ့နဲ့မငင်းခဲ့ဘူးမောင်။မောင်ကြီးနှက်ဖို့ပေါ့။တဖြည်းဖြည်းအသက်ရှူတန်လေးတိုးသွားပါတယ်။ကျွန်တော်ရဲ့မျက်လုံးလေးတွေမှိတ်သွားခဲ့ပါတယ်။တခါတလေတော့ငါဆူတောင်းမှုရဲ့မောင်။ငါတူတူတိတ်တိတ်လေးတည်သွားရင်ကောင်းမယ်လို့။ဒါဆိုငါဒီလောက်မခံစားရဘူးထင်ပါရဲ့။ခဏအကြာမှာတော့ ေချိုးခန်းထဲကကျွန်တော်အေးဆက်တဲ့ကြွေပြားလေးအပေါ်မှာကွေ့ကွေ့လေးအိပ်ဆက်သွားခဲ့ပါတယ်။တခုသောမျက်ညံတစ်ခုမှဖြစ်ပါလိမ့်မယ်။အကြီးတန်းစွာဆိုလာခဲ့ပါတယ်။လွန်ခဲ့တဲ့ရှင်းနှစ်ကမင်းတညာရဲ့နဲ့သုံးလိမ့်အောင်ရဘာလို့မှုလဲမေးလာတဲ့အမေရဲ့စကားတွေကို တုံတုံရီနဲ့ဘာဖြစ်ခဲ့ရမှန်းမသိပါဘူး။ဒါအဆက်ဆံခံခဲ့ပါလေလို့ပြောရမလားအမေရေ။တကယ်တော့ဒါကောင်းမှာတာဆက်လို့အလိုလားသာကောင်းတဲ့အလုပ်ဆိုမကြခင်မေးဖေးကိုစိတ်ကုတ်ပေးနိုင်ပြီ။မရိုးအိမ်လေးကိုလည်းပြန်ရင်းနိုင်မှာ။မင်းညီလေးနဲ့မလေးပဲပြီးတော့အမေတို့မိသားစုတွေကတားကြီးကထဲမှာနော်တားနေမှုကအမေရဲ့စကားမှာ ကျွန်တော်တီလောင်းကြောက်ခဲ့ရတဲ့ညတညာကိုပြန်အမှတ်ရမိလိုက်သလိုလက်သီးတွေကိုလည်းတင်းတင်းဆုံမိလိုက်ပါတယ်အကိုကြီးအဖရာတဲ့ငွေဆိုတဲ့စက်ကူရွက်လေးကဘဝတစ်ခုလုံးပြတ်နိုင်အောင်တန်ဖိုးရှိခဲ့လုံးလာပါတယ်ကျွန်တော်ဒီနေရာကိုနောက်တစ်ချိန်ပြန်လာခဲ့ရပါတယ် တေလောက်အောင်ကြောက်တူးတုံခဲ့ရတဲ့အဲ့ဒီနေရာကျွန်တော်ရဲ့စကြက်ဖြစ်လာခဲ့ရပါတယ်မင်းဟိုတလ30ဒိန်းပေးမယ်မင်းလောက်ရမှာက VIP တွေကိုအကောင်းဆုံးဖြောပြဖို့ပဲတလကိုအနည်းဆုံး9ညလောက်တော့အလုပ်လုပ်ရမယ်မင်းလုံနိုင်လားစေစေတဲ့ကျွန်တော်လောဘတက်မိသွားပါတယ်တည်င်းစာကိုတလလုံးရောင်းတာတော့တသိမ်းမရတဲ့သူဟုတ်တယ် ဒါတော့မင်းတော်ရင်တော်လို့လို့ရမှာမင်းအပြူစုကောင်းလို့ဟုတ်တွေတွေရလာရင်လည်းအပုံငွေရမယ်ကွာကျွန်တော်တွေးပြုံးလိုက်ပါတယ်အဖေရဲ့စေစေရဲ့ပေါင်ကားတဲ့အိမ်လေးညီလေးရဲ့ကြောင်းစေးရဲ့ညီမလေးလိုချင်လာတဲ့တောက်ဖက်နဲ့လှက်လာလေးတန်ပါတယ်လူလေးယောက်ပျော်ရွှင်ဖို့အတွက်လူတယောက်ဘဝဆုတ်ပြတ်သွားကြရတာတန်ပါတယ် အဲ့ဒီကနေစပြီးလိုတဲ့ဆိုတဲ့နာမည်လေးနဲ့ပြည်တစားကောင်းလေးတယောက်ဖြစ်တည်လာခဲ့ပါတော့တယ်ချစ်စရာကောင်းသလိုဆွဲဆောင်မှုလိုမဆိုရပါလို့လေအပြစ်ကင်းစင်တဲ့ကျွန်တော်ရဲ့ရုပ်ရည်ကြောင့်လူတကာရဲ့စိတ်ဝင်စားခြင်းကိုခံရခဲ့ပါတယ်မိန်းကလေးတွေထက်ပို့ပြီးတော့စမ်းတဲ့ယောက်ျားလေးကိုအတုံးတော့ခံခြင်းသူတွေကလည်းရှိခဲ့ကြပါတယ်အဲ့ဒီအဲမှာမှ မေတ္တနာရှင်လို့ခေါ်တဲ့တရားသူကြီးလူယိုးကြီးလည်းအပဖြစ်ခဲ့ပါတယ်။ငါမုန်းနေမောင်းပတ်စံရဖို့အတွက်နေသူများအလိုကြနေပေးရတာမျိုးတေလောက်အောင်နာကျင်းနေလေပါဇက်ပိတ်ဆိုပိတ်ထားပေးရတာမျိုးမตายရပါမယ်လေစိတ်ကျေနပ်အောင်လို့ညီးပြရတာမျိုးတခြားသူအလိုပြဖို့ယောက်ျားတန်နေတဲ့ဘဝကိုငင်းချခံနေတယ် နူးညံ့ပါတယ်ဆိုတဲ့ဖဲပြင်းမှုရာတွေအားလဲဒီရေချိုးကန်းကျန်းငယ်တော့မလုံးချုံခဲ့ဦးမောင်တေလောက်အောင်နာကျင်နေလေငါကသူများစိတ်တိုင်းကြလဲပင်နေခဲ့ဘူးရဲ့ငါကလည်းမတန့်စင်ဘူးမောင်ဒါပေမဲ့ငါဒီလိုတွေလုပ်ခဲ့ရလို့ငါကြင်ရပါတယ်ဘာလို့ဆိုအမေပြောတဲ့စကားတခုကိုအမှတ်ရလို့လေ စာမတက်ပေမတက်လူရမဝင်နဲ့ငါသူများအတုံးတော့ခံမှုတော့လူရဝင်ခဲ့ပါတယ်သူများတွေရဲ့ပျော်ရွှင်မှုတွေကိုပဲရှာဖွေပြီးနေငါလေငါရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုဆိုတာဘာမှမသိခဲ့တာစမ်းသလားမောင်ရဲ့